ဟုတ်ပေပြီဗီဒီယိုခိုးရိုင်းနေဒီနေ့ကတော့ကျွန်တော်တို့လိုအားလာတဲ့အချိန်မှာသိုးလို့ရတာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းတိထားတဲ့လို့ထင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့လိုနီးလေးကတော့ Play Store ထံကိုဝင်လိုက်ပါနော်။ကျွန်တော်တို့ Play Store မှာ Application Download ရမှာဖြစ်ပါတယ်။ Play Store ထံကိုရောက်လာပြီဆိုရင်တော့ Depot ကမှာဘလူးလို့ကိုလေးနဲ့ Shape ဆိုတဲ့ကောက်ကိုတချမ်းနေလိုက်ပါ။ကျွန်တော်တို့ဒီ Shape ပါမှာ Background Video Recorder လို့ရရှိပေးရမှာဖြစ်ပါတယ်။ဒီနေ့ရမှာကျွန်တော်တို့ Background ဒီလိုမျိုး Background Video Recorder လို့ ရရှားပေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ background video recorder လို့ရရှားလိုက်တယ်ဆိုရင်တော့ဒီနေရာမှာဒီလိုမျိုးကျွန်တော်တို့ဖိုးပေပြီး video ရိုက်လို့ရတဲ့ application တွေအများကြီးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ app က the application link ကိုတိုးပြမှာဖြစ်ပါတယ်နော်ဒီ application ကတော့ကျွန်တော်တို့ free တိုးပြလို့ရတာဖြစ်ပါတယ်မိသေတော့ဒီ application ကို play store မှာတစ်ချမ်း download လိုက်ပါနော် download လုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ application တိုးပြပို့လေးကိုပြောပြပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီ application ကို download လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ကဒီနေရာမှာအင်တာနက်ကိုတချက်ပိမဖြစ်ပါတယ်နော်ဒီ application ကတော့ကျွန်တော်တို့ကြောင်ညာလေးတွဲတက်တာဖြစ်တဲ့အတွက်ကြောင့်နက်ကိုတချက်ပေးလိုက်ပါမယ်ဒီနေရာမှာကြာတော့ကျွန်တော်တို့ဒီ application ကိုတိုးပြို့ဖို့အတွက်သူတောက်တဲ့ပါမရှင်လေးတွေကိုဖွင့်ပေးရမှာဖြစ်ပါတယ် where user that app pnd အောက်က okay ဆိုတဲ့ကောက်ကိုတချက်နေလိုက်ပါမယ် okay ဒါဆိုရင် application တိုးပြို့ဖို့လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ရှေ့ကင်မလာနောက်ကင်မလာပျောက်ပြီးရိုက်ချင်းတိုင်းဆိုရင်တော့ဒီဘော့ကကင်မလာ logo လေးကိုတချက်နေလိုက်ပါ ပါနော်။ Okay ဒါဆိုရင်ဒီမှာသူကတော့ကျွန်တော်တို့က best camera နဲ့ရိုက်ထားတာဖြစ်ပါတယ်။ကျွန်တော်တစ်ချမ်းပြပေးပါမယ်။ Okay ဒါဆိုရင်ဒီမှာသူကတော့ best camera လေးနဲ့ရိုက်ထားတာဖြစ်ပါတယ်အကဲရွယ်ကျွန်တော်တို့ကဒီနေရာမှာရှေ့ကင်မရာပြောချင်နေဆိုရင်တော့ဒီရောက်က phone camera ဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါ okay ဒါဆိုရင်ဒီမှာရှေ့ကင်မရာလေးဖြစ်သွားပြီဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးကျွန်တော်တို့ဒီနေရာမှာကင်မရာ setting ကိုလာချေလို့ရတာဖြစ်ပါတယ်ကျွန်တော် back camera ကိုပဲထားလိုက်ပါမယ် okay နောက်ထပ်ကျွန်တော်တို့ဒီရောက်က setting logo လေးကိုတစ်ချန်နေလိုက်ပါနော်ဒီနေရာမှာကြတော့ကျွန်တော်တို့ video quality တွေကိုကိုယ်စိတ်တိုင်းကြလာထားလို့ရတာဖြစ်ပါတယ်ဒီရောက်က video setting ဆိုတဲ့ကောက်ကိုတစ်ချန်နေလိုက်ပါ ါ PND Boss ကဗီဒီယို resolution ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါဒီနေရာမှာကျွန်တော်ထားချိန်တဲ့ video quality resolution တိုင်းလာထားလို့ရတာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ full HD နဲ့ကျွန်တော်တို့ရိုက်လို့ရတာဖြစ်ပါတယ်နော်1920 1080 ratio နဲ့ကျွန်တော်တို့ free တိုးပြပြင်ရိုက်လို့ရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ video quality တွေပြီးတော့တယောက်ကကျွန်တော်တို့အတန် quality တွေကိုဒီမှာကျွန်တော်တို့စိတ်တိုင်းကြလာချေလို့ရတာပဲဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကြတော့သူထားထားတဲ့အတိုင်းထားလို့ရတာဖြစ်ပါတယ်အကယ်၍မိစင်းကဒီနေရာမှာတန်က quality တွင် video quality တွေပို့ပြီးကောက်ချိန်တိုင်းဆိုရင်တော့ကျွန်တော်တို့စိတ်တိုင်းကြဒီမှာလာချေတော့ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ဒီမှာကျွန်တော်တို့စာပြေဖိုးပေပြီး video ရဲလို့ရပြီးဖြစ်ပါတယ်မိတ်ဆွေတို့နဲ့တူတူလက်တွဲကျွန်တော်ရိုက်ပြပေးမှဖြစ်ပါတယ်နော်ဒီနေ့ရမှာကျွန်တော်တို့ video ရမှာဖြစ်တဲ့အတွက်ကြောင့် delay က video logo link ကိုတစ်ချမ်းနေလိုက်ပါမယ် ဒါဆိုရင်ဒီမှာစာပြေဗီဒီယိုရိုင်နေပြီဖြစ်ပါတယ်နော်ကျွန်တော်ဒီနေ့ရမှာ post screen ကိုတစ်ချံပေးပြပေးမှာဖြစ်ပါတယ်နော်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော် post screen ကိုတစ်ချံ power ပေးလိုက်ပါမယ်ဒီမှာကြည်ပါကျွန်တော်ရဲ့ post screen ကတော့ပေးသွားပြီဖြစ်ပါတယ်ဒီနေ့ရမှာ screen recording လုပ်တဲ့အချိန်မှာကြတော့ဒီလိုမျိုးပေါ်နေသေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုကိုပြန်ပြီးပေးချိန်တိုင်းဆိုရင်တော့ကျွန်တော်တို့ပြန်ပြီး power ဖွင့်လိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ power ဖွဲ့လို့ပြပြဖြစ်ပါတယ်เนาะကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုကိုပြန်ပြီးပြင်မဖြစ်တဲ့အတွက်ကြောင့်တယောက်ကအနည်းယောက်လေးကိုတစ်ချန်နေလိုက်ပါမယ် okay? ဒါဆိုရင်ဒီမှာကျတော့ကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုကိုပြန်ပြီးပေးလို့ပြီးသွားပြီဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ခုနကဖိုးပေပြီးရိုက်လိုက်တဲ့ဗီဒီယိုကိုဘယ်နေရာမှာကြည်လို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဒီအောက်ကဗီဒီယိုလိုဂိုလေးကိုတစ်ချက်နေလိုက်ပါ။ PND အောက်ကဗီဒီယိုဆိုတဲ့အောက်ကိုနေပြီးလန်ခုနကဖိုးပေပြီးရိုက်လိုက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီနေရာမှာလည်းကျွန်တော်တို့လာကြည့်လို့ရတာဖြစ်ပါတယ်။နောက်ပြီးကျွန်တော်တို့ဒီအပြင်ကကျွန်တော်တို့ရဲ့ဖိုးထမ်းမှာတပ်ပိုးတဲ့ဗီဒီယိုတွေကြည့်တဲ့နေရာမှာလည်းဒီနေရာမှာလည်းကျွန်တော်တို့ကိုယ်တိုင်လာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ message တော့ကိုဘလို့ မျိုးဖိုးပေပြီးဗီဒီယိုရိုက်လို့ရလဲဆိုတော့ကိုကျွန်တော်လည်းတွင်ပြောပြပေးခဲ့ပြီးပါဖြစ်ပါတယ်ဒီဗီဒီယိုလင်းကမေဆေးတော်အတွင်းကြိုးရှင်းပါလိမ့်မယ်လို့ယူကြည်ပါတယ်နောက်ဗီဒီယိုလေးတွင်မှာထပ်တွေ့ကြပါမယ်နော်ဘိုင်ဘိုင်